ဆခင်မှာထုံးစံအတိုင်းဒီဗီဒီယိုကြိုက်လို့ကျွန်တော်ကို support ပေးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုလက်မှတ်လေးနှိပ်ပြီးတော့တခြား Telegram Facebook Gaming Group တွေမှာ share ပေးခြင်းဖြင့်ကူညီပေးခဲ့လို့ရပါတယ်။ Once human နဲ့ပတ်သက်တဲ့ content တွေကိုဒီတစ်မှတ်ကသိခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရအောင် notification ခေါင်းလောင်းလေးကိုလည်းဖြန့်တားကြဖို့ပြောခြင်းပါတယ်။နောက်ပြီးတော့ Once human ကိုကျွန်တော်ညတိုင်း live လွှင့်တာမလို့ကျွန်တော်ရဲ့ live မှာလည်းသိခြင်းတာတွေကိုလာရောက်မေးမြန်းလို့ရပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုပဲဆက်လိုက်ကြရအောင်။ အားလုံးပဲမင်္ဂလာပါမေအီကိန်းမေရနေပြန်လဲကြိုဆိုလိုက်ပါဒီနေ့မှာတော့ကျွန်တော်ကူမာဝင်းပေါင်း SMG ကိုဘယ်လိုပေးရမလဲဆိုတော့ပြောပြပေးသွားမှာเนาะဒီကောင်ကကျွန်တော်အခုမက်တာမှာကြမ်းလဲကြမ်းနေရပါပထမဆုံးအနေနဲ့ကျွန်တော်ဂန်မှာပါတဲ့ effect တွေအကြောင်းကိုအရင်စရှင်းပြမယ်အဲဒါကတော့ကျွန်တော်ကူမာဝင်းမှာပါတဲ့အဲဂန် effect ပေါ့เนาะဒီမှာဆိုလို့ရှိရင်ပထမဆုံးမှာကျွန်တော်အဲ25ရာခိုင်နှုန်း chance to trigger AOE bounce hitting up to 3 target ဆိုတော့ကျွန်တော်တို့အဲကျွန်တော်ပြစ်တိုင်းမှာ25ရာခိုင်နှုန်း chance AOE bounce ထွက်ဖို့ chance ရှိရပေါ့နော် ပြီးတော့အဲ့ bounce ဖိုင်ကျွန်တော်တို့ target 3កောင်စီကိုသွားမယ်လို့ပြောထားတယ်။အဲ့တော့ကျွန်တော် bounce ကပါလဲတစ်ချက်တော့ကြည့်ကြမယ်။ဟုတ်ဒီမှာဆိုလို့ရှိရင် bounce ကကျွန်တော်တို့ special ammo effect ပေါ့နော် G effect ပေါ့နော်သူကအဲရေခဲတဲ့မီးရေလိုမျိုး element လည်းမဟုတ်ဘူး။သူကဟိုကောင်နေလိုမျိုးဘူးဆိုင်တို့ပါတော့လို့ debuff လေးမဟုတ်ဘူး။သူက special ammo effect အော် bounce ကဘယ်လိုအလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော် bounce trap ပြီဆိုလို့ရှိရင်15မီတာအတွင်းမှာရှိတဲ့ random enemy ကိုကန်နေပေါ့နော်အဲ ကျွန်တော်တို့လောက်ရမယ်မြင်တာအောင်ပြောရလို့ရှိရင်ကျွန်တော်တို့ပြစ်တယ်ဇွန်ဘီတကောင်ကျွန်တော်တို့တနက်နဲ့ပြစ်တယ်အဲဆိုလို့ရှိရင်ထိရဲ့ကြီးတွေတချို့ကကြီးကအဲ့ဒီဇွန်ဘီကနေကန်ပြီးတော့အဲ့15မီတာတွင်းမှာရှိတဲ့ enemy တကောင်ကိုတော့မှန်နေပေါ့နော်ပြီးတော့ကျွန်တော်တို့ damn bounce again ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ကန်နေပေါ့နော်နှစ်ခါကန်နေကျွန်တော်တို့ bounce တစ်ခါထိတိုင်းမှာကျွန်တော်တို့ weapon damage က40ရာခိုင်နှုန်းနဲ့ညီရဲ့ damage ကိုထိရဲပေါ့နော်5မီတာအတွင်းမှာကန်စရာ zombie မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ environment တွေကို ကန်ပြီးထီးတယ်ပေါ့နော် environment တွေကိုကန်တယ်ဆိုတော့ကျွန်တော်ဘေးမှာနေရန်တွေရှိရဆိုနေရန်တွေကိုကန်ပြီးတော့ထီးတယ်ကျန်းမြစ်တွေကိုကန်ပြီးတော့ထီးတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ပြီးတော့ဒီ effect ကကျွန်တော် special ammo effect ဆိုတော့ကျွန်တော် element မဟုတ်ဘူးလို့ရေးထားတယ်နော် element မဟုတ်တဲ့အတွက်ကိုကျွန်တော်တို့ crit လဲထီးတယ် weak spot လဲထီးတယ်ပြီးရင် rain wave သွားရင်လည်း damage ရောမယ်ပေါ့နော်အဲ bounce ကဒီလိုမျိုးအလုပ်လုပ်တာပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ bounce ကဘယ်လိုအလုပ်လုပ်လဲဆိုတာမြင်သာအောင်ကျွန်တော်ပြပေးထားတာပေါ့နော်။ဒါကိုပြစ်နေတဲ့ animation ကနေ ကြည်ရကန်ပြီးတော့ဘေးနာကောင်တွေကို random မှန်တယ်ပေါ့နော်တင်းဒါမီးရပြတ်သွားတာဟာတဲ့နောက်ကူမာဝင်းရနောက်ထပ် effect တစ်ခုကကျွန်တော်တို့အဲ bounce ထိလို့ရှိရင်ချိန်တွေပေါ့ကျွန်တော်တို့ rebound ထိတယ်ပေါ့နော် rebound ဆိုတာကျွန်တော်တို့ပုံမှန် bounce ကအဲပြစ်နေကောင်စီကနေကန်သွားတယ်သူကသူ not ကန်ကျင်တဲ့ကောင်စီကိုကန်တယ်အဲ့လိုမျိုးပေါ့နော်အခုဒီကူမာဝင်းကအဲ့လိုမဟုတ်ဘူးသူကပိုပြစ်နေကောင်စီကနေပြီးတော့တပြင်းကောင်စီကိုကန်တယ် 15မီတာအတွင်းပေါ့နော်တပင်းကောင်စီကိုကန်နေကန်ပြီးသွားလို့ရှိရင်ကိုပစ်နေတဲ့ enemy စီကိုပဲချိန်တွေပေါက်ပြန်လာတယ်ပေါ့နော် rebound အဲ့ rebound ကကျွန်တော်100% damage ပြန်ထိတယ်လို့ပြောတယ်ဒါပေမဲ့တကယ်တမ်း100%မဟုတ်ပါဘူးသူစာမားနေတယ်တဲ့ကျွန်တော်တို့ပြန်လာတဲ့ damage ကယော့တာတော့ယော့တယ်ပေါ့နော်ပြီးတော့ knock effect တစ်ခုကကျွန်တော်တို့အဲ rebound လာတဲ့အတွက်ကို rebound ပြီးသွားရင်အဲအဲ့ bounce တဲ့ effect ကသုံးသွားပြီပေါ့နော်ထပ်ပြီးတော့အဲမ bounce တော့ဘူးလို့ပြောတာအခုဒီမှာဆိုလို့ရှိရင်ဒါကကုမာဝင်း bounce တဲ့ပုံစံပေါ့နော် အဲကွဲသွားပြီလို့ရှိရင်ကျွန်တော်တို့ရဲ့ main target ပေါ့ကျွန်တော်ပြင်နေ target စီကိုပြန်လာတယ်ပေါ့ကျွန်တော်ပြန်လာပြီးရင် bounce effect ကပြီးသွားတယ်ပေါ့နော်ဒီမှာအခု၃កောင်ကွဲထွက်သွားတာကြတော့ပူမာဝင်းရဲ့အပေါ်က effect ကြောင့်ပေါ့နော်သူက၃កောင်တော့တိမယ်လို့ရေးထားလို့ကျွန်တော်တို့ပူမာဝင်းရဲ့ now effect တစ်ခုကကျွန်တော်တို့ reload လုပ်ပြီးသွားလို့ရှိရင် bounce trigger ကောင်က black 1တိုးလာတယ်ပေါ့နော်6စက္ကန့်ကြာမယ် bounce trigger ကောင်က black 1တိုးလာတာဘယ်လိုသဘောလဲဆိုတော့ကျွန်တော်တို့အဲ၃កောင်ကိုပဲတော့မှန်တယ်ပေါ့နော်ပူမာဝင်းရဲ့အပေါ်ဆုံး effect ကြောင့်၃កောင်အောင်မှန်တယ် ဲ့ဒါအောင်မှာ reload ပြီးကြတာ60စက္ကန့်အတွင်းမှာပြစ်တယ်ဆိုလို့ရှိရင်3កောင်ကနေ4កောင်တော့မှန်နေပါတော့အဲ့ဒါ bounce trigger ကောင် black 1တိုးလာတာတဲ့သဘောတရားဟို4កောင်မှန်ပြီးတော့အဲပြန်လာမယ်၄ချက်ကျွန်တော်နောက်ဆုံး effect ကကြတော့ bounce time 85ရာခိုင်နှုန်းပဲပေးတာပေါ့နော်အဲ့တော့ကျွန်တော်ကုမာဝင့်မှာဘယ် gain calibration နဲ့တောင်းရမလဲဆိုတော့ကျွန်တော်ဆက်ပြောမယ်ပေါ့နော်ကျွန်တော်မှာရွေးချယ်စရာကတော့၄မျိုးရှိရပေါ့နော် အဲ exhaust style ရဲ့ lightweight style heavy style ရဲ့ energy style ဆိုပြီးတော့ဟိုဒီ exhaust style မှာဆိုရင်ကျွန်တော် attack 20% magazine capacity minus တဲ့ accuracy minus တဲ့ဆိုတော့ကျွန်တော်တို့အဲ weapon damage 20%ပိုတက်တယ်ကျွန်တော်တို့ bounce က weapon damage နဲ့ခေးတာဆိုတော့ဒီကောင်ကကောင်းတယ်လို့ပြောလို့ရတယ်အဲမဂဇင်းကပက်စတီကကျွန်တော်ကြီကတ်ထဲမှာကြီးဆန်းနေနှုံပေါ့နော်ကြာကြာပြစ်လို့တော့အဲမရတော့ဘူးပေါ့နော်ကုမာဝဲမှာပုံမှန်ဆန်းနေကြီးရဲ့အဲ25ရာခိုင်နှုံနှုံမှာပေါ့နော်ကြီကတ်ထဲမှာကြီးနေသွားမယ်ဂန်အပိုခါလာမယ် အဲဂန်ကဘယ်လိုခေါ်ရမလဲပိုဖွာလာမယ်ပေါ့နော်အဲဒါမဲ့ကျွန်တော် weapon damage 20%ရအဲဒီကောင်က light weight ဆိုင်ဒီကောင်ကဘာလို့ကူမာဝင်းနဲ့နည်းနည်းပိုလိုက်သွားလဲဆိုတော့နောက်ကူမာဝင်းမှာ gun effect ပါတယ်သူက reload လုပ်ပြီးွားရင် bounce trigger ကောင် black one တိုးတယ်ကောင်အဲ့တော့ကျွန်တော်တို့ bounce မြန်မြန်ထွက်ချင်ဒီကောင်နဲ့ဆော့လို့ရတယ် reload speed တိုးပေးတယ် reload လုပ်ကတာမြန်မယ်ဒါမဲ့လို့ G cat ထဲက G shot မယ်ဒီကောင်ကတော့ heavy ဆိုင်ဒီကောင်ကတော့ G cat ထဲမှာ G အများကြီးပိုဆန်းလာမယ် reload speed ကြတော့ယော့မယ် ကြီးပြန် reload လုပ်ရတာဟိုကြာပဲပေါ့နော်ကြည်ဒီကောင်ကတော့ကျွန်တော် favorite ပေါ့ personal favorite ကောင်ဘာလို့လဲဆိုတော့အကြိုက်ထိုင်ပြင်နေလို့ရတယ်ကြီးအများကြီးဆန်သွားတယ်အဲဒီကောင်ကကြာတော့သုံးမဝင်ဘူးပုံမဝင်နဲ့ဘာလို့လဲဆိုတော့ဒီ energy stand ကကျွန်တော် damage တစ်ခါဝင်ပြီးတိုင်းကြီးတထောင် reload လုပ်ပေးမယ်ပေါ့နော်ကို့ damage တစ်ခါဝင်ကြီးတထောင် reload လုပ်ပေးမယ်အဲ့ဒီ reload လုပ်လိုက်တဲ့ကောင်က weapon damage တန်ပါဆန်ရအဲ့ဒီဘောမျိုးအဲ့တော့ရိုးရိုးကတန့်ဆော့မှာမဟုတ်တော့ damage ကအထိခံလို့မရဘူး အဲ့ဒီကောင်ကအသုံးမွေလို့ပြောလို့ရတယ်အဲ့ဒါမှကျွန်တော် collaboration တွေအောက်က effect မှာကျတော့ crit rate နှစ်ခုကိုရှာရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအခုမှဝင်ကို crit ဆော့မှာမဟုတ်လို့သူက crit ထားတယ်လို့ပြောထားတယ် bounce ကအဲ့ဒါကြောင့်ကျွန်တော်တို့က crit နဲ့ဆော့မှာအဲ့ဒါကြောင့် crit rate နှစ်ခုနဲ့ကောင်ရှာဒီလို element နှစ်ခုနဲ့ဆိုလဲအသုံးမွေအောင်ဒီလို whisper crit rate ဆိုလဲအသုံးမွေအောင်ဒီလို whisper နှစ်ခုဆိုလဲတိမ်မကောင်းဒီ crit rate နှစ်ခုနဲ့ကောင်ရှာပေါ့နော် အဲကိုကြိုက်တဲ့ကောင်တုံးလို့ရတယ်ဒီရှေ့ရတုံးမှုတွေမှာအဲတုံးမှုတွေမှာမှာ crit rate ပါတဲ့ကောင်ကိုလက်တလောတုံးခြင်းလည်းဖြစ်တယ်ပေါ့နော်ပြီးမှကိုကြိုက်တဲ့ဟာကိုပြန်ဖမ်းပြီးပြန်လဲပေါ့အဲ့တော့ကျွန်တော် personal favorite က heavy ဆိုင်ပါကိုကြိုက်တဲ့ဟာကိုတုံးလို့ရပါတယ်သုံးမျိုးလုံးနဲ့အဲဆိုကျွန်တော်ဂန်းမှာတက်တဲ့ accessory ကိုဆက်ပြောမယ်ပေါ့နော်ကျွန်တော်က heavy ဆိုင်နဲ့ဆော့တာဆိုတော့အဲ zite ဆွဲနေရမှာမဟုတ်လို့ကျွန်တော်က stability ကိုပိုကြိုက်တယ်အဲပုံမှန် lightweight ဆိုင်တို့ဘာလို့နဲ့ဆော့ရဲဆိုလို့ရှိရင်တော့ကျွန်တော် accuracy ပိုကောင်းတာအဲအဆင်ပြေတယ်ပေါ့နော်ဟုတ်လို့ရှိရင်ကျွန်တော်တို့ G ရတာဖွာလိုက်မယ် အဲ့တော့ကျွန်တော်ရဲ့ favorite ကဒီဒီကောင်ဒီကောင်ကကျွန်တော်ကို stability ပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်စကုတ်မှာကျွန်တော်ဒီကောင်မဲ့သုံးတယ်ကျန်တဲ့ကောင်နေရာပြန်ပြီးတော့ယော့နေတာများတယ်အဲဒီကောင်ကကျတော့ကျွန်တော် aggressively နည်းနည်းပြန်ပြီးတော့ထောက်တာအဲ mount တအားဖွာနေမှာဆိုလို့အဲဒီကောင်နဲ့သုံးလိုက်လို့ရှိရင် stability တော့တိုးလို့ရမယ်ဒါပေမဲ့ကျွန်တော်ကြီးရတာဖွာလိမ့်မယ်အဲကြောင့်ဒီကောင်သုံးတယ်ပြီးရင် magazine capacity ကတော့ wire magazine capacity ပဲနောက်ကြီးမှာဆိုလို့ရှိရင်ကျတော့ ကျွန်တော်ပုံမှန်သုံးတာဒီကောင်အဲခုမှ TF5 ဆပွင့်နေသူတွေဆိုဒီကောင်မဲသုံးလို့လည်းရတယ်အဆင်ပြေတယ်ဟိုလုံးဝ maximum damage ပဲဆော့ကျင်နေဆိုလို့ရှိရင်ကျွန်တော် DG နဲ့ဆော့ရမှာသူက bounce damage ပုံမှန်အထက်10%တိုးပေးရပေါ့နော်သူကအဝိုင်အောင် G နဲ့အဲအဲ့တော့ကျွန်တော်တို့ secondary နဲ့ melee weapon ဘက်ကိုဆက်သွားမယ်ပေါ့နော်ကျွန်တော်ကတော့ secondary မှာဒီ hammer bounce sniper ကိုသုံးရတာပိုကြိုက်တယ်ပေါ့နော်ပုံမှန်ပူမာဝင်ကိုပဲ main ကြိုင်မယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ဒီ bingo bingo sniper နဲ့ပဲသုံးတယ်ပေါ့နော် ဘင်ဂိုစနိုက်ပါနဲ့ပြစ်ပြီးရင်ဘူးဆိုင်ဝင်သွားကံမှာကုမာဝင်းနဲ့ပြန်ပြီးရင်ကုမာဝင်းရဲ့တက်မိတ်ပို့ထွက်မယ်ပေါ့နော်အဲဒါမဲ့ကျွန်တော်ကြတော့ဒီကောင်ကိုတုံးတယ်အဲဘရိုအဆင်ပြေတာနဲ့တုံးပေါ့နော်ကျွန်တော်ကဒီကောင်ကိုကျွန်တော် rain away တွေမှာ rain အရန်ဝေးတဲ့ enemy တွေတို့ single target တွေတို့ဆိုရင်ဒီကောင်နဲ့ပြစ်တယ်ပေါ့နော်အဲအရန်အုံများရင်ဒီကောင်နဲ့ပြစ်တယ်အဲ့တော့ကျွန်တော်ကဒီ hammer bounce စနိုက်ပါနဲ့ short တယ်ပေါ့နော်အဲမီလီဘောပုံမှာဆိုရင်တော့ကျွန်တော်ကူဂရီတုံးတယ်ကူဂရီမှာဆိုရင်ဘာဖက်ပါလဲဆိုရင်ဒီဓာတ်နဲ့ enemy တကောင်အသက်ပြီးရင်တော့အထက်30%နဲ့ အဲ crit rate 3500ခန့်လုံးပေါ့နော်အဲ့ဒါကို10စက္ကန့်ပေးတယ်ကျွန်တော်တို့ရဲ့ကုမာဝင်းကအဲဒီ effect ကိုပဲသုံးပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဗာလဲ boss တွေမပစ်ခင် account တကောင်ကောင်တက်ပြီးတော့ဒီ Google ရဲ့ effect ကိုယူရဲပေါ့နော်အဲနောက်ဒီ Google ရဲ့ effect တခုကကျွန်တော်တို့အဲ heavy attack နဲ့အကောင်တက်တယ်ဆိုလို့ရှိရင် PSI intensity 20%နဲ့တွေးပြန်ဖြည့်ပေးရပေါ့နော် အဲဒါမဲ့ကျွန်တော်တို့က Chris ဆော့မှာဆိုတော့ PSI intensity ကကျွန်တော်တို့အတွက်လိုတော့မလို့အဲ့တော့ဘယ်လိုတတ်တတ်ရလဲခုနက Google Active ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်မှဒီ Ice Spot ဆိုတဲ့ deviation လေးလိုတယ်ပေါ့နော်ကျွန်တော်တို့ Ice Spot ကနေပြီးတော့ဒီ Sticky Eye Crystal လေးပေးလိုက်မယ်ဒါတန်းပေးတာပေါ့နော်အဲ Devian ပုံနဲ့ထည့်ပြရတယ်သူဒါလေးတန်းခရပ်ပေးတယ်အဲ့တော့ကျွန်တော်တို့ sticky eye crystal နဲ့ကဘာလုပ်လို့ရလဲဆိုတော့ဥမာ sticky sticky eye crystal ကိုကျွန်တော်တို့ပြစ်ချလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါ enemy တစ်ကောင်အနေနဲ့တတ်မှတ်တယ်ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့ဓာတ်နဲ့ခုတ်တက်လိုက်ရင်ခုနက effect ကရပြီ အဲအဲဆိုလို့ရှိရင်ကျွန်တော်တို့မှာ eye effect ရနေပြီပေါ့နော်အဲဒီမှာဆိုလို့ရှိရင်အထက်30%နဲ့ crit rate 15ရခိုင်တော့10စက္ကန့်အခုဆိုပြန်ပြောက်သွားပြီပေါ့နော်အဲ့လိုပြန်ပြောက်သွားရင်နောက်တစ်ခါထပ်ပြီးတော့ရေခဲတုံးခွဲပေါ့နော်ဒီ cookery ကိုကျွန်တော်တို့ wish machine ကနေလဲရှာလို့မရဘူးအဲဝယ်လို့လည်းမရဘူးကိုယ်တိုင်လည်း craft လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုဘယ်ရရှာလဲဆိုတော့ silo တွေထဲမှာ silo dungeon တွေတို့တပင် activity တွေကနေပြီးတော့ကျွန်တော်တို့ drop gear တွေကြားတယ်ပေါ့နော် အဲ့ဒီအခုဆိုရင်ကိုဂရီမှာ drop deck gear ဆိုပြီးရေးထားတယ်ပေါ့နော်အဲ့ဒါကျွန်တော် site လေးထဲကကြာထားတဲ့ gear ဆိုပြီးပြောချင်တာအဲ့အဲ့လို drop gear တွေထဲမှာကိုဂရီကြာလာဖို့ချမ်းရှိရယ်ပေါ့နော်တကယ်လို့ကြာလာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့က rebel ပဲတင်လို့မရဘူးအဲတုံးလို့ပြတ်သွားပြီးနောက်တစ်လက်ရှာရတယ်ပေါ့နော်အဲအကယ်လို့ကိုမှာကိုဂရီဘလို့မှရှာလို့မရအောင်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကိုဂရီစားကိုဒီ long x တုံးလို့ရရယ်ပေါ့နော်နောက် long x က heavy အထက်တုံးပြီးတိုင်း fortress warfare ကြာရယ်ပေါ့နော် fortress warfare တွေကနေကျွန်တော်တို့ဝါဘွန် damage 20%ပေးတယ်ပေါ့နော် အဲ့ဒါမှကျွန်တော်တို့ creator effect တင်နေဆိုရင် long x လဲသူ့အနေနဲ့သူအရှင်ပြေးတယ်ပေါ့နော် long s လဲတုံးလို့ရတယ်ကျွန်တော်တို့ video လေးကိုမဆက်ခင်မှာအခုကြည့်နေတဲ့သူတွေထဲမှာ once human မှာရှိတဲ့ screen တွေဝယ်ခြင်းလို့ပဲဖြစ်ဖြစ် gacha skin တွေဖောက်ခြင်းလို့ပဲဖြစ်ဖြစ်ဘယ်လိုဝယ်ရမလဲဘယ်မှာစိတ်ချရမလဲမသိတဲ့သူတွေအတွက်ကောင်းစရာခန့်ဆိုတဲ့ဆယ်လာစီမှာ pro တို့ဝယ်ခြင်းတာတွေအကုန်လုံးကိုယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ်သူစီမှာ once human မှာမဟုတ်ပဲတခြား game အနေနဲ့ steam wallet တွေမှာဝယ်လို့ရတာမို့လို့တနေရာထဲမှာအဆုံဆုံးလုံးနေတဲ့ pro တို့ဝယ်ခြင်းတာကိုဝယ်လို့ရပါတယ် အယောင်ဆောင်ပေးတူတွေနဲ့မတွေ့ရအောင်လို့ကျွန်တော်ရဲ့ဗီဒီယိုတွေနဲ့ live stream တွေရဲ့အောက်က description မှာကောင်းစီရခန့်ရဲ့ Facebook နဲ့ Telegram link တွေကိုချပေးထားပါတယ်။အဲ့တော့ကျွန်တော်ကီဂီယာဘက်ကိုဆက်သွားမယ်ပေါ့နော်။ကျွန်တော်ကူမာဝင်းရဲ့ကီဂီယာဒီ Sharp Blade Pants ပဲသုံးနေပေါ့နော်။အဲဒီကောင်နဲ့လည်းဆော့လို့ရရဲဆိုမယ်။ဒီကောင်နဲ့ဆိုကျွန်တော် damage တော်တော်ရော့သွားလိမ့်မယ်။အဲကြောင့်ကျွန်တော်ကတော့ဒီ Tattoo Pants ကိုမကြိုက်ဘူး။အဲကြောင့် Sharp Blade Pants ကို recommend ပေးတယ်။ဒီ Sharp Blade Pants က bounce rate ကကောင်း plus 1တိုးတာ။အဲ့တော့ကျွန်တော်တို့ကူမာဝင်းမှာ ပေါင်းချွတ်ရင်3កောင်ထိတယ်။ reload လုပ်ပြီးဝင်4កောင်ထိတယ်။ဒီဘောင်းမိနေဆို9កောင်သွားမယ်ပေါ့နော်။ជី9ခုထွက်မှာ။ဆိုတော့ rebound ပြန်လာမှာဆိုတော့ဘောင်းကနှစ်ခါပဲဆိုပေမဲ့လို့ကျွန်တော်9កောင်သွားမှာပေါ့နော်။အဲ့ဒါကြောင့်ပူမာဝင်ရ AOE ဒါជីနေရပေါ့နော်။အဲတတစ်ခါဘောင်းချွတ်ပြီးဆို9កောင်တော်တော်ထိတာအဲ့လိုမျိုး။အဲ့တော့ကျွန်တော်တို့ဒီ Sharp Blade Pants ကို recommend ပေးသေးတယ် Sharp Blade Pants เนี่ยတော်တော်လိုက်တယ်ပေါ့နော်ကုမာဝင်းเนี่ยကျွန်တော်ဒီမှာဆိုလို့ရှိရင်ကုမာဝင်းကို reload လုပ်ပြီးရော Sharp Blade Pants เนี่ยပြစ်လိုက်တော့အမှ9កောင်စီကိုသွားရတယ်ပေါ့နော် နောက်ထပ်ကကျွန်တော်အာမာဆက်ဒီဘာသုံးရမလဲဆိုတာဆက်ပြောပြမိမယ်ပေါ့နော်ကျွန်တော်ကတော့ long wolf လေးတယ် blaze တထဲ sharp blade pants key gear တထဲပေါ့နော်အဲ့လိုသုံးတယ်နောက် long wolf မှာဆိုလို့ရှိရင်ကျွန်တော်တထဲတည်းသုံးရင်ကြီးပူရတယ်နှစ်ထဲသုံးရင် crit range ရတယ်သုံးနေသုံးရင်ကျွန်တော် long wolf ရဲ့ effect စာရပြီပေါ့နော်အဲ long wolf ရဲ့သုံးတဲ့ effect ကဘာလဲဆိုတော့ကျွန်တော်တို့အဲ crit နှစ်ခါ weapon ကနေပြီးတော့ crit နှစ်ခါထိပြီးသွားတိုင်းကျွန်တော်တို့ long shadow ဆိုတဲ့ effect တစ်ခုရတယ်ပေါ့နော်အဲ long shadow effect မှာကျွန်တော်တို့ crit damage 600ခိုင်နှုန်း second 30ကြာပေးတယ်ပေါ့နော်အဲ့ effect ကိုကျွန်တော်၈ခါအထိဆုလို့ရတယ်ကျွန်တော်၄ရက်မြောက်ဝစ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ long shadow effect ကို stat 8ခုကနေပြီးတော့10ခုအထိပေးစုတယ်ပြီးတော့ reload လုပ်ပြီးပြတိုင်းမှာ crit rate 8%ပေးရပေါ့နော်ပြီးရင်ကျွန်တော် blaze day တက်ထည့်ပေါ့နော် blaze day တက်ထည့်မှာကျွန်တော်တို့ hp ရ80ရာခိုင်နှုန်းအထက်မှာရှိနေ weapon damage တန်းပါဆန်ပေးရပေါ့နော်အဲနောက်ထပ်ဘေးတစ်ခုနဲ့လည်းဆော့လို့ရရပေါ့နော်အဲ့ဒါကတော့ကျွန်တော် torture set နဲ့ဆော့တာအဲ torture set နဲ့ဆော့တာကတော့ကျွန်တော် mobile သမားနဲ့ beginner တွေကို armor ပေးဖို့ပေါ့နော်ဘာလို့လဲဆိုတော့ torture set ရဲ့ effect ကိုဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ sanity ကိုဂိတ်ဆုံးထိ short ထားဖို့လိုတယ်ကျွန်တော်တို့ကသွေးရသွေးတဝက်ကျော်ရော့နေမှာပေါ့နော် တော့သွေးတဝက်ကြော်ရော့နေတာကျွန်တော်တို့အန်နီရယ်လည်းများတယ်ပေါ့နော်ကျွန်တော်သွေးတဝက်ကြော်ထိရှော့ထိုင်ဒီအာမာမှာကျွန်တော်ရဲ့ weapon damage ကိုအများကြီးဆွဲတင်ပေးတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့သုံးလို့ရတဲ့အာမာကြီးပေါ့နော် torture နဲ့ဆော့ကျင်ဆော့မဆော့ကျင် low wolf နဲ့ဆော့ပေါ့နော်အဲ့ဆိုကျွန်တော်တို့ကုမာဝင်းနဲ့တွဲသုံးလို့ကောင်းတဲ့ DVN တွေကိုဆက်ပြောပေးမယ်ပေါ့နော်အော်ပထမဦးဆုံးကကျွန်တော်ကုမာဝင်းနဲ့တွဲသုံးလို့ရတဲ့ DVN နေတယ်မှာကျွန်တော်နှစ်ကောင်ရှိရပါတော့ဒီ Zack နဲ့ ဒီ lone wolf နဲ့နှစ်ကောင်เนาะအဲဆို lone wolf ကြောင့်အရင်စပြောမယ်ပေါ့เนาะ lone wolf ကခွေးပေါ့เนาะအဲ့ခွေးကိုကျွန်တော်ထုတ်လိုက်လို့ရှိရင်ကျွန်တော်ခွေးကိုက်ခံရတဲ့ enemy ကကျွန်တော် weapon damage ပို့ထည့်ရယ်ပေါ့เนาะအဲအဲ့ဒါပြုံမှ lone wolf ကကျွန်တော် aggro ဆွဲပေးတဲ့ enemy ကြီးစီကနေပြီးတော့အဲ aggro ဆွဲပေးတာဘယ်လိုမျိုးလဲဆိုတော့ enemy တွေကကိုယ့်ကိုပြစ်နေရတာနေပြီးတော့အဲ့ခွေးထုတ်လိုက်ရင်ခွေးနောက်ကိုလိုက်ပြီးတော့ပြစ်တယ်ပေါ့เนาะခွေးကိုပဲလိုက်ပြစ်တယ်အဲ့မှာခွေးရကိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့အကိုက်ခံရတဲ့ကောင်ပြစ်လို့ရှိရင် weapon damage ပို့ထည့်ရပါတော့ ကျွန်တော်တို့ရဲ့ bounce ကလည်း wobon tag maintenance key ဒါဆိုတော့ကျွန်တော်တို့အတွက် low wolf ကကောင်းနေပါတော့။အဲနောက်တစ်ခုက zack gun ပေါ့နော်။အဲ zack gun လည်းကျွန်တော်တို့အဲ wobon tag maintenance boost ပေးတဲ့ကောင်ပေါ့နော်။အဲ zack gun ကကြတော့ကျွန်တော်ထုတ်လိုက်လို့ရှိရင်ကင်မရာလေးရရှောက်သွားနေရပေါ့နော်။ auto နဲ့ထုတ်လိုက်လို့ရှိရင်ဒါမဲ့လို့ကျွန်တော်တို့ target နဲ့ထုတ်တယ်ဆိုလို့ရှိရင်အဲ zack gun လေးကကျွန်တော်ပခုံးပေါ်တက်လာပြီးတော့ကျွန်တော် OTS mode ပေါ့နော်။အဲဗာလဲ chain နဲ့ chain ပြီးတော့ပြစ်လို့ရှိရင်သူက camera နဲ့ရိုက်တယ်နော်။ ိုက်ကင်မရာနဲ့အရိုက်ခံရတဲ့ enemy တွေအကုန်လုံးကကျွန်တော်တို့ weapon damage 40အကိုင်တော့ပိုးဝင်တယ်ပေါ့နော်သူလည်း weapon damage ပေးရကောင်ဆိုတော့ bounce နဲ့လိုက်တယ်ပေါ့နော်နောက်ခွေးရကြတော့ဆုတ်လို့ဆော့ရလူအတွက်တွေပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ aggro ဆွဲပေးလို့ aggro ဆွဲပြီးတော့ကိုအပြစ်ခံရတာတက်တာတယ်ဒီဇက်ကန်ကကြတော့တချို့ boss တွေမှာကောင်းတယ်ပေါ့နော် KO weaver တို့ဒါပေမဲ့ပြန်နေတဲ့ boss တွေအတွက်ကြာရင်ဒီကောင်ကပိုကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခွေးရမြေကြီးမှာပဲသွားတာ အဘွားကောင်ကိုကြိုက်နိုင်မှာမဟုတ်ဘူးအဲ့တော့အဘွားကောင်နေဦးကြရင်ဒီကောင်ကပိုကောင်းတယ်ပေါ့နော်အကိုဝင်တဲ့တန်ကြန်ပေါ်မူတည်ပြီးတော့အဲ့နှစ်ကောင်ကိုလဲတုပ်လို့ရတယ်ကျွန်တော်ဗာမော့တွေထည့်ရမလဲမပြောခင်မှာကျွန်တော်တို့မော့တွေရဲ့အောက်က effect လေးခုကိုဗာရီရှာရမလဲဆိုတော့ကျွန်တော်စပြောမယ်ပေါ့နော်အဲကျွန်တော်ပထမဦးဆုံးအနေနဲ့ weapon mode နဲ့ mass mode မှာဆိုလို့ရှိရင် bounce effect ပေါ့နော်မော့နောက်မှာ bounce ဆိုတဲ့ effect နဲ့မော့တွေကိုရှာရမယ်ပေါ့နော်အဲအဲ့ထဲမှာမှာကျွန်တော်အောက်က effect လေးခုမှာအဲ bounce effect နဲ့ကြာပြီဆိုလို့ရှိရင် bounce damage ကပါကိုပါရဲပေါ့နော် အဲ channel တခုမှာကျွန်တော် crit damage ရဲ့ bounce rate ကချမ်းပါရင်ဘူကောင်းနဲ့ grade 1ပါရင် share ပဲပေါ့နော်အဲ့ဒါအောင်မှာကျွန်တော်တို့အဲ bounce crit damage ကိုအဓိကထားပြီး share ရမှာပေါ့နော်ကျွန်တော်တို့က crit ဆော့မှာမဟုတ်လို့ပြန်တဲ့ mod တွေမှာတော့ကျွန်တော်တို့ violent effect နဲ့ mod တွေပေါ့နော်အဲ့ mod တွေနဲ့ဆော့မှာပေါ့နော်အဲ့တော့ကျွန်တော် violent နဲ့ကြပြီဆိုလို့ရှိရင်ကျွန်တော် crit damage ကပါကိုပါရယ်ပေါ့နော်အဲ့ဒါမှမှ crit damage ကိုခရမ်းရောင်နဲ့ပါအောင်ရှာရမှာအဲ့ဒါ crit damage ရှာပြီးတော့လို့ရှိရင်ကျွန်တော်တို့နောက်ထပ် weapon damage ကိုရှာရမှာပေါ့နော် အဲပြီးတော့ရှင် grade 1ပါရင်ကိုကောင်းတယ်ပေါ့ channel တခုမှာကျွန်တော်ကြိုက်တာကြလို့ရတယ်ပေါ့နော်အဓိက crit damage နဲ့ weapon damage နှစ်ခုပါဖို့အရေးကြီးတယ်အဲ့ဒါပေါ်မှာ crit damage ကခရမ်းရောက်နေပေါ့နော်ကြည့်အဲ့ဆိုကျွန်တော်တို့ bind mode တွေတက်ရမလဲဆိုတာကိုဆက်ပြောမယ်ပေါ့နော်ကျွန်တော်တို့ကူမာဝင်းမှာဆိုလို့ရှင် bounce rampage ကိုတုံးတယ် bounce rampage ရဲ့ effect က bounce trap ပြီးဆိုအကောင်အများကြီးကိုသွားပြီးတော့ bounce ရင် damage ပို့ထွက်တာပေါ့နော် 45ရာဂိုင်နှုန်းဒီမက်ဆီမန်ဒီရပေးတယ်ပေါ့နော်အဲတကောင်ကို55ရာဂိုင်နှုန်းဆိုပြီးတော့ပေးတယ်အဲ့တော့ကုမာဝင်းကပုံမှန်ကို3កောင်ထွက်တဲ့အတွက်ကိုဒီရဲ့ effect ကိုကျွန်တော်တို့အပြည့်ရတယ်ပေါ့နော်ကျွန်တော်တို့တပြည့်မော်ရီဆိုလို့ရှိရင်ဒီ boomerang bullet ရှိမယ်ဒီ boomerang bullet က bounce trigger chain ကိုတိုးပေးတာဝက်ပုံပေါ်မှုတီးပြီးတော့ အဲဒါမဲ့လို့ကျွန်တော်တို့ပူမာဝင်းကသူ့အနေနဲ့သူ bounce ထွက်တာအဆင်ပြေတယ်ဆိုတော့ဒီကောင်သုံးစရာမလိုဘူးပေါ့နော်။ဟုတ်ပြီဒီ multi bounce ရှိမယ်။ဒီ multi bounce ကတော့ကျွန်တော်ပူမာဝင်းနဲ့မလိုက်ဘူး။ဘာလို့လဲဆိုတော့ပူမာဝင်းကကျွန်တော် rebound လာပြီးသွားရင် bounce ကအဆုံးသက်သွားတာပေါ့နော်။အဲတော့ကျွန်တော် bounce နှစ်ခါပဲထွက်တာပူမာဝင်းကအဲဒီကောင်ကကျွန်တော်မြန်မြန် bounce လေး damage ပို့တက်လေးကောင် အဲ့တော့ကျွန်တော်တို့ကုမာဝင်းနဲ့ဒီကောင်ကိုတက်ဆောင်မယ်ဆိုလို့ရှိရင်ဒီကောင်ရှီယန်လေးကျွန်တော်ဒါမိတ်1600ခိုင်နှုန်းပဲရပါပေါ့နော်ဒီ super bullet ကတော့ကုမာဝင်းနဲ့နောက်ထပ် light demo တစ်ခုပေါ့နော်ဒီကောင်က bounce ရဲ့ bounce သွားတဲ့ G ရဲ့ crit rate နဲ့ crit damage ကိုတိုးပေးတာအကုမာဝင်းကိုကျွန်တော်တို့က crit ဆော့မှာဆိုတော့ဒီကောင်နဲ့လဲဆော့လို့ရတယ်အဲဒါပေမဲ့လို့ကျွန်တော် bounce rampage လောက် damage မထွက်ဘူးနော်ဘာလို့လဲဆိုတော့ဒီကောင်ကကျွန်တော်ရဲ့ bounce ထွက်တဲ့ G မှာပဲ effect ဝင်နေပြုံမှာ crit ထမှာ နောက်က crit damage 25%အရမှာအဲဒီကောင်မှာဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့က3កောင်စီကို target သွားတဲ့အတွက်ကိုဒီကောင်ရဲ့ effect 45ရာခိုင်နှုန်းကကျွန်တော်တို့ feel အပြည့်ရနေရပါတော့။ဟိုဒီ super bullet မှာကျွန်တော် crit ထွက်တယ်ဆိုလို့ရှိရင်တော့မှ damage က25ရာခိုင်နှုန်းပဲရမှာပါတော့။အဲကုမာဝင်းနဲ့အလိုက်ဆုံးက bounce rampage bounce run page ကိုကောင်းကောင်းမကြသေးပဲနဲ့ super bullet ကိုကောင်းကောင်းကြရဆိုလဲ super bullet သုံးလို့ရတယ်အဲကျွန်တော် secondary မှာက bingo sniper သုံးတယ်ဆိုလို့ရှင်တော့ vulnerability amplifier ဆိုရဲ mode ပဲသုံးတယ်ပေါ့နော်အဲအဲ့ဒါမှာကျွန်တော်တို့ဘူးဆိုင် effect ဝင်သွားတဲ့ enemy ကို damage 16000ခန့်တုံးပို့ဝင်မှာပေါ့နော် pro ကကျွန်တော်လိုမျိုး bingo နဲ့မဆော်ပဲဒီ hammer bounce sniper နဲ့ဆော်တယ်ဆိုလို့ရှင်ကြတော့ဒီ bounce sniper မှာကျွန်တော် multi bounce သုံးတယ်ပေါ့နော်အဲဒီကောင်ကြတော့ဘာလို့ multi bounce သုံးလဲဆိုတော့ဒီကောင်က အကောင်အများစီကိုပေါင်းတာမဟုတ်ခဲနဲ့ကျွန်တော်တကောင်နဲ့စီကိုပဲ bounce အချက်ရင်းများများနဲ့ bounce တာအဲ့တော့ဒီကောင်နဲ့ multi bounce နဲ့လိုက်တယ်ပေါ့နော်ကျွန်တော်မီလီဆော့တယ်ဆိုလို့ရှိရင်တော့ဒီ cookery နဲ့က bemot မဆိုတက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့အတွက်တိတ်ပြီးတော့အေးမပါဘူး bemot တက်တက်ကျွန်တော်တို့ cookery မဟုတ်ဘဲနဲ့ long x သုံးတယ်ဆိုလို့ရှိရင် long x မှာကျွန်တော်တို့ final territory ဆိုရဲ့ fortress warfare mode တက်တယ်ပေါ့နော်အဲဘာလို့လဲဆိုတော့ကျွန်တော်တို့ fortress warfare ပြီးသွားရင်တော့ဝဘွန်တမ်းမိတ်တမ်းပါဆန်ကို10စက္ကန့်ကြာထပ်ပေးနေလို့ပေါ့နော်ဒီမော့က အဲ့ဆိုကျွန်တော်တို့ armor mode တွေဘက်ကိုဆက်သွားမယ်ပေါ့နော်ကျွန်တော်တို့အုတ်ထုံမော့မှာဆိုလို့ရှိရင် momentum app သုံးနေပေါ့နော်အဲဘာလို့လဲဆိုတော့ဒီ momentum app ရဲ့ effect ကကျွန်တော်တို့ရဲ့ g cap မှာ g အတောင်60ပါတယ်ပဲထားပါတော့အဲ့မှာဆိုလို့ရှိရင် g အတောင်ပထမဦးဆုံး30ဟို fire rate 10%ပေးရပေါ့နော် fire rate ကဘာလဲဆိုတော့ကျွန်တော်တို့အဲ g ထွက်တဲ့နှုန်းပေါ့နော် g မြင်မြင်ထွက်တယ်အဲနောက်ထပ်အတောင်30မှာကြာလို့ရှိရင်ကျွန်တော် weapon damage 30အကိုင်းအောင်ပေးရပေါ့နော် ဒါကျွန်တော်တို့ရှင်မှာကြီးရှိတဲ့ပုံမူတည်ပြီးတော့သူကကြီးကက်ကိုတဝက်စီခွဲပြီးတော့ဒီ effect နှစ်ခုပေးတာပေါ့နော်။ကျွန်တော်ဒီ faithful strike ဆိုတဲ့ကောင်းနဲ့လည်းသုံးလို့ရတယ်။ဒီကောင်ကကြတော့ကျွန်တော်တို့ crit rate 10%နဲ့ crit damage 30%အခိုင်နှုန်းပေးတာ။အဲဒါမဲ့ဒီကောင်နဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ weak spot damage bonus တွေအကုန်လုံးဖြုတ်ချပြစ်လိုက်မှာဆိုတော့ကျွန်တော်တို့ enemy ကိုပြစ်တဲ့အခါကျရင်ခေါင်းပြစ်ပြစ်ခန့်တာကိုပြစ်ပြစ်ဒီ damage ပဲထွက်လိမ့်မယ်။အဲတော့ကျွန်တော် momentum app ကကျွန်တော်နဲ့အရှင်အပြည့်ဆုံးပဲပေါ့နော်။ ကျွန်တော်မျက်နှာဖုံးမော့မှာဆိုလို့ရှိရင်ကျွန်တော် precision bounce ကိုတုံးနေပါတော့။အဲဒီကောင်ကကျွန်တော်ကူမာဝင်းနဲ့အလိုက်ဆုံးမော့ပါတော့။ဘာလို့လဲဆိုတော့ဒီမော့ကကျွန်တော်တို့ bounce 6ကထွက်ပြီးတိုင်းနောက်ထပ် bounce ကကျွန်တော်တို့ damage 125ရာခိုင်နှုန်းအထိတိုးတယ်ပေါ့နော်။ကျွန်တော်တို့ဒီကူမာဝင်းမှာဆိုလို့ရှိရင်ဒီတိုင်းပြည့်တယ်ဆိုလို့ရှိရင်တော့ bounce ထွက်ရင်3កောင်ရှိို့3ခုထွက်တယ်ပေါ့နော်။ G ရန်နဲ့ပြည့်လို့ရှိရင်ကျတော့4កောင်ရှိို့ထွက်တယ်။ G ရောက် reload လုပ်ပြီးရောပြည့်တယ်ဆိုလို့ရှိရင်5កောင်အထိထွက်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီမော့ရဲ့ effect ကိုကျွန်တော် bounce 2ခါထွက်ပြီးတာနဲ့ကိုတန်းပွင့်တယ်ပေါ့နော်။ကူမာဝင်းနဲ့ဆိုလို့ရှိရင်အော် mass ှာနောက်ထပ် mod တစ်ခုရှိသေးရပါတော့ဒီက break bounce လို့ခေါ်တယ်ဒီကောင်ကကျွန်တော်တို့သွေးတဝက်အထက်မှာရှိနေတဲ့ enemy တွေကိုပြစ်လို့ရှိရင်ကျွန်တော်တို့ရဲ့ bounce ရဲ့ကြီးကန်ပြီးတော့နောက်ဆုံးရက်တဲ့ damage က25ရာခိုင်နှုန်းပို့ထွက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကောင်ကကျွန်တော်တို့ damage 25ရာခိုင်နှုန်းပဲပို့ကြပါပေါ့နော်ဒီကျွန်တော်တို့ precision bounce ကကြတော့ကိုမဝင်းနဲ့အလိုက်ဆုံးပဲကိုမဝင်းကဒီကောင် effect ကိုမြန်မြန်ထွက်တယ် ဒါမဲ့125ရာခိုင်နှုန်းမှာ boost ပေးတယ်ပေါ့နော် armor မှာဆိုလို့ရှိရင်ကြတော့ကျွန်တော်ကဒီ crit damage enhance ဆိုတဲ့အပြည့်အောင်လေးတုံးတယ် armor ကကျွန်တော် defensive တီးကြီးပဲသွားတာမို့လို့ bro တို့အဆင်ပြေတဲ့ mod ကိုအဲ violent နဲ့တက်ပြီးတော့လည်းတုံးလို့ရရပေါ့နော်ဒီလိုကောင်းမျိုးဒါဆိုလို့ရှိရင် violent ကို crit damage အဝါရထားတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်အဆင်ပြေရတဲ့တုံးလို့ရတယ်ကျွန်တော်ဘောင်းမိမှာကတော့ crit shot မှာမဟုတ်လို့ death shot နဲ့ပဲ shot တယ်ပေါ့နော်ဒီကောင်ကကြတော့ကျွန်တော် melee attack ကမဟုတ်ဘဲနဲ့ဘယ်ကနေပဲ crit ထိထိကျွန်တော်ရဲ့ crit damage ကိုတိုးပေးရပေါ့နော် 45ရာခိုင်နှုန်းအထိ maximum တိုးပေးတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီ effect က reload လုပ်လိုက်ရင်ပြတ်သွားရပေါ့နော်။လက်အိမ်မှာကျွန်တော် crit boost နဲ့ဆော့ရပေါ့နော်။ဒီ crit boost ကကျွန်တော်တို့ရဲ့ crit range ကို45ရာခိုင်နှုန်းအထိပေါင်းပေးတယ်။နောက် demon နဲ့လည်းဆော့လို့ရတယ်။ဒီကောင် crit amplifier ပေါ့နော်။ဒီကောင်ကကျွန်တော် crit range 10%နဲ့ crit damage 15ပေးတာ။ကျွန်တော်တို့ရှိမှာ crit range ကအဆင်ပြေပြီးသားပေါ့နော်။ calibration cut တွေပါလေးရနဲ့ crit range အများကြီးရထားရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ crit amplifier နဲ့ဆော့ခြင်းဆော့လို့ရတယ်။ damage ပို့ထွက်အောင်လို့။ထုံးစံတိုင်းကျွန်တော်တို့ဖက်နှက်မှာကတော့ cover 7ပဲ။ကျွန်တော်တို့ဒီကောင်က၄စက္ကန့်လောက် damage မ ထည့်အောင်နေနိုင်လို့ရှိရင်ကျွန်တော်တို့ရဲ့ media weapon က setup ပေါ့ MA 3မျိုးလုံးကို20ရာခိုင်နှုန်းစက္ကန့်30ကြာအောင်ရရတယ်ပေါ့နော်အဲတော့ကျွန်တော်တို့ coverage event နဲ့ပဲဆော့တယ်ကျွန်တော် mod အကြောင်းပြီးတော့ကျွန်တော်တို့ဘာ creator တုံးရမလဲဆိုတာအဆက်ပြောပြမယ်ပေါ့နော် creator မှာဆိုလို့ရှိရင်ကျွန်တော်ဒီ anti face ယူတယ်ပြီးလို့ရှိရင်ဒီ tactical ကို mode ယူတယ်ပြီးရင်ဒီ deviated energy defense ဆိုတဲ့ကောင်ယူတယ်ပြီးလို့ရှိရင်ဒီ deadly ကို mode ယူတယ် PND bounce rampage ရှိရဲပေါ့နော်။ကြံနေတဲ့၃ခုမှာကျွန်တော်တို့ bingo စနိုက်ပါနဲ့ဆော့တယ်ဆိုဒီ max strike နဲ့ဒီ bounty hunter အဲ့နှစ်ခုထည့်ပေါ့နော်။ bingo နဲ့ဆော့တယ်ဆိုလို့ရှိရင်ကျွန်တော်လိုမျိုး bingo နဲ့မဆော့ဘူး hammer နဲ့ဆော့တယ်ဆိုလို့ရှိရင်ကြတော့ bro တို့အဆင်ပြေတဲ့ဟာကိုထည့်ပေါ့နော်။အဲကြံနေတဲ့တစ်ခုမှာဒီ rapid 8တုံးတယ်ပေါ့နော်။ကဲအဲ့တော့ကျွန်တော်ဒီ video ထဲမှာကုမာဝင်း SMG ကိုဘာင်းနဲ့တွဲဆောက်ရမလဲဆိုတာကိုပြောပြပေးသွားပါတော့။အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြဖို့ပြောရင်းနဲ့ပဲနောက် video မှာပြန်တွေ့ကြတာပေါ့။